မင်္ဂလာပါရှင် Chronicle YouTube Channel ရာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြပေးမှာကတော့ဆရာကြီးထင်လင်းဘာသာပြန်ဆိုထားတယ်မြေတားရှင်မလေးပေါလီယာနာဆိုတဲ့ဝိတုစာအုပ်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင်အပိုင်း26ပွင့်နေသောတကားအထုခုပါရဂူဒေါက်တာမိတီလာမီဆိုသည့်ပထမရက်ချင်းဤနောက်တစ်ပတ်အကြာတွင်ရောက်လာလေသည်သူသည်အယက်မြင့်မြင့်ရင်အုပ်ကြဲကြဲ ကျင်နာရတော်မျက်လုံးများနဲ့ရှင်ပြတော်ပြုံးရှိသူဖြစ်၏ပေါလီယာနာကသူ့ကိုမြင်လင်မြင်ချင်းခင်မင်တော်ကထိုအကြောင်းကိုလည်းပြောလိုက်၏အိုးအိုးကသမီးရဲ့ဆရာဝန်နဲ့တူတယ်တိလားဟုဆစ်စပွဲပြောလိုက်တော့ဒေါက်တာမစ်ကခလန်လန်တွင် သူနာပြုဆရာမနှင့်စကားပြောနေသောဒေါက်တာဝါရင်အားလန်ကြည့်လိုက်ပြီးသမီးရဲ့ဆရာဝန်ဟုတ်လားဟုတအံ့တော်ဆိုလိုက်မိ၏ဒေါက်တာဝါရင်မှာလူခတ်တဲ့တဲ့မျက်လုံးညိုကလေးများနဲ့မုတ်စိမ်မွေးခတ်ချွန်ချွန်ရှိသူဖြစ်၏ ော်လီယာနာကသူ့ဘာကြောင့်အန်အော်ဒီကိုရင်းမိကအိုးဒါသမီးရဲ့ဆရာဝန်မဟုတ်ဘူးလေဒေါက်တာဝါရင်ကအန်ဒီပေါ်လီရဲ့ဆရာဝန်ပဲသမီးရဲ့ဆရာဝန်ကဒေါက်တာချီလ်ဒန်နဲ့ဟုပြောရင်းပြောပြလိုက်သည်အော်အော်ဟုဒေါက်တာမီကဆိုလိုက်သည်သူ့ဤမျက်လုံးများမှာဒေါ်ပေါ်လီအားစိုက်ကြည့်နေသဖြင့်ဒေါ်ပေါ်လီလည်းမျက်နှာနီမြန်ကတဖက်သို့လှင်မြန်စွာလှည့်ပြလိုက်ရ၏။ပေါ်လီယာနာကခေတာမြန်ရက်နာကဟုတ်တယ်။တမီးကတစ်ချိန်လုံးဒေါက်တာချီလ်ဒန်ကိုပဲပြင့်ကျင်နေတယ်။ ်အန်တီပေါ်လီကတော့အိုးဟောပဲကြိုက်တယ်တိလားဦးကဒေါက်တာချယ်တန်နဲ့ပူတည်ရဲ့လို့လည်းပြောတယ်တမီးချေချိုးတာတွေဘာရင်းနဲ့ဆိုရင်ပေါ့လေဒါဟုတ်ရင်တော့တမီးလည်းဝမ်းသာနိုင်ပါလေလीနော်ဟိုဆက်ပြောသည်ဆရာဝန်မျက်နှာမတိမတာပြတ်သွားတော့လေပေါ်လီယာနာကနားမလဲကြီးစောင့်ကြည့်ရမှာပဲကလေးမရဲ့ဟိုညင်သာစွာပြောပြီးအိယာဘေးတို့ရောက်လာတော့ဒေါက်တာဝါရင်ဟာတင်းငိမ့်သောမျက်နှာဖြင့်လမ်းကြည့်လိုက်လေနောက်မှပြန်ပြောကြတော့ကြောင်ကြောင်ဖြစ်သည်ဆိုသည်ကြောင်လေးမပွားတာ ပေါ်လျာနာ၏အခန်းတွေကမင်းတုံမချလာတော့တကားကိုနှုတ်သီးဖြင့်၎င်းလက်ဖြင့်၎င်းတွွင့်၍တွွင့်၍မဖွင့်ခဲ့ပါလျင်တကားသည်တပိခန့်ဟတော့အောင်ပွင့်စရာကြောင်းမရှိတကားသာဤသို့ပွင့်မသွားခဲ့လျင်လေသူ့အတော်ဘာပြောသည်ကိုပေါ်လျာနာကြားသွားစရာအကြောင်းမရှိအခန်းပြင်ပစင်းချက်တွင်ဆရာဝန်တယောက်တွနာပြုဆရာမနှင့်တော်ပေါ်လီတို့ရက်စကားပြောနေကြသည်ပေါ်လျာနာ၏အခန်းတွင်၌ကကြောင်လင်းငပွားသည်ဝန်သာရှင်မူကြအိယာဘောသူခုံတက်လိုက်သည် အချိန်တွင်ပွင့်နေသောတကားမှပြက်သားပိသားစွာကြားလိုက်ရသည်ကဒေါ်ပေါ်လီအထိတ်တလန်ပြောလိုက်သည့်စကားဖြစ်၏ဟင်းဒေါက်တာကလေးကလေးဘရောမှလမ်းလမ်းမလျှောက်နိုင်တော့ဘူးဟုတ်လားဤတွင်ရွရွတဲတဲဖြစ်သွားသည်ရှေးဦးစွာအခန်းထဲမှအန်တီပေါ်လီအန်တီပေါ်လီဟုအလန်တကြားခေါ်လိုက်သည့်ပေါ်လီယာနာ၏အတန်ကြား၍နောင်လဲကြည့်လိုက်တော့ပွင့်နေသောတကားကိုမြင်သဖြင့်သူပြောလိုက်သည့်စကားများကိုပေါ်လီယာနာကြားသွားပြီဟုသိသည်နှင့်ဒေါ်ပေါ်လီမှာတသက်နှင့်တကုံမကြုံစဘူး မိုက်ခနဲဖြစ်သွားကမိုးမေ့လဲကြသွားတော့ဤသူနာပြူဆီယမလေးကအလန့်တကြားပင်သူကြားသွားပြီဟိုဆိုကပွင့်နေသောတကားစီတို့အတက်တက်အခက်ခိုက်ဖြင့်ပြေးသွားဤဆရာဝန်နှစ်ယောက်ဒေါ်ပလီနှင့်နေခဲ့ရသည်ဒေါ်ပလီလဲကြသွားတော့ဖမ်းပွေလိုက်ရသူမှာဒေါက်တာမီဖြစ်ပြီးဒေါက်တာဝါရင်မှာမလုပ်ရမယ်မသိပဲရည်ကြည်မိဤနောက်တစ်ချိန်ပေါ်လီယာနာက သူ့အတော်ကိုအော်၍ခေါ်လိုက်မှသူနာပြူဆီယမသည်တကားကိုပေးရန်တတိယပြီး ဆရာဝန်နှစ်ယောက်လည်းတယောက်မျက်နှာတယောက်လမ်းကြီးကဒေါက်တာမိလက်ထဲ၌မိမျောနေသောဒေါ်ပေါ်လီအားသတိပြန်လည်လာစေရန်ပြပြသည်လည်းအထောက်ပို့သတိရကြတော့၏ပေါ်လီယာနာ၏အခန်းတွင်၌ကကြောင်ပြကလေးငပွားသည်ပေါ်လီယာနာအိယာပေါ်တွင်ရောက်လျက်ရှိတော်လဲပေါ်လီယာနာက သူ့ကိုသတိမရနိုင်ပေမျက်နှာဖြူပဲဖြူရဖြစ်လျက်မျက်လုံးများပြူကမစ္စဆန်အဲ့ဒီပေါ်လီကိုခေါ်ပြပါအခုချက်ချင်းခေါ်ပြပါမြင်းမြန်းဟုအော်လျက်ရှိ၏ Mrs. Handy တကားကိုပိတ်ထားခဲ့ပြီးအပြေးကလေးလာခဲ့သည်။သူ၏ညနာမှလည်းတွေ့မရှိတော့။ Auntie Polly အခုအခုလာလို့မရသေးဘူးကလေးရဲ့။တော်ကြတော့လာမှာပေါ့။သမီးဘာဘာလိုချင်လဲ။ဒေါ်လေးယူပေးမယ်လေ။ Pollyanna ကကောင်းရင်လျက်။ Auntie Polly ခုနကပြောတာကိုသိချင်တယ်။ဒေါ်လေးကြားလိုက်တယ်မဟုတ်လား။ Auntie Polly ကိုသာခေါ်ပေးပါ။သူခုနကတခုခုပြောပါတယ်။အဲ့တော့အန်တီပိုလီပစာမဟုတ်ဘူးလို့ပြောစီချင်လို့ပါဟိုသားအတွင်တွင်ပြောနေတော့ရာသူနာပြူစီယာမလေးမှာ ဘာပြောရမှန်းမသိဖြစ်နေတော့ဤသူမျက်နှာအမူအရာကိုမြင်သောပေါလီယာနာမှာပုံမထိတ်လန့်လာပြီးဒိုလီမစ္စစ်ဆန်ခုနအန်ဒီပေါ်လီပြောလိုက်တာကြားတယ်နော်အဲ့တော့မဟုတ်ဘူးမဟုတ်ဘူးတမီဘရောမှာလမ်းမလျှောက်နိုင်တော့ဘူးလို့ပြောတာမဟုတ်ဘူးနော်ဟုတ်တနာစပွဲအော်ဟင်းနေလေသည်အိုးတမီလေးရဲ့မငုံနဲ့လေဆောင်ဝင်းကမသိလို့ပြောတာဖြစ်ပါလိမ့်မယ်သူမားလာလဲဖြစ်နိုင်ပါလေဖြစ်နိုင်တာတွေကတော့အများကြီးပါကလေးရဲ့ဒါပေမဲ့အန်ဒီပေါ်လီယာပြောတော့ဒီဆောင်ဝင်းသိတယ်တဲ့ ။ "तू आ သမီးလိုချီကျိုးတာ၄ဆိုရင်တခြားလူတွေထောင်ပို့သေးတာပါ"တဲ့။ဟုတ်တယ်ကလေး။ဒါပေမဲ့တခါတခါတော့ဘယ်ဆရာဝန်မဆိုမှားတတ်တာပါပဲ။ဒီကြောင့်မစင်စားနဲ့တော့ကလေးရေနော်။မစင်စားနဲ့တော့။ပေါ်လီယာနာကသူ့လက်နှစ်ဖက်ကိုဆန့်ပြစ်လိုက်ပြီးဒါပေမဲ့ကြောင်မစင်စားမဲ့ဘယ်နေနိုင်မှာမလဲ။သမီးမှာဒါပဲစင်စားကြရှိတော့တာဥစားမစစ်ဆန်ရေ။သမီးကြောင်ဘယ်လိုသွားရတော့မလဲ။ Mr. Pendleton ကိုဘယ်လိုသွားတွေ့ရတော့မလဲ? Mrs. Lucy ဘယ်လိုသွားလဲရတော့မလဲ?ဘယ်သူစီမှသွားလို့မရတော့ဘူးဟုဆိုက တိထန်စွာရှာရွေရှာရွေငုံနေရမှာထိတ်လန့်စရာအသည့်တွေးမိသလိုအငိုရက်၍မျက်လုံးများဝိုင်းကအိုးမစ္စဆန်ရဲ့တမီလမ်းမရောက်နိုင်ဘူးဆိုရင်ဝမ်းသာစရာကိုဘယ်မှာရှာလို့ရနိုင်မှာတော့မလဲဟုဆိုကငိုပြန်လေ၏မစ္စဆန်သည်ဤကစားနည်းကိုမသိချေထို့သောဤချင်းနေမျိုးတွင်လူနာကိုချက်ချင်းနေတတ်အောင်လုပ်ရမည်ဆိုဒီကိုတော့သိသည်သူမှာတစ်ချိန်လုံးစိတ်တော်ကဖြစ်လျက်မရှုရမမြင်ရဖြစ်ရင်ကအိယာဘေးတွင်အိစေးမောင်ကလေးများပြင်ဆင်လျက်ရှိခဲ့၏ ကဲကဲသမီးလေးဟောလာလေးတောက်လိုက်ဟုချောချောမောမောပြောကခဏနေစိတ်ငြိမ်သွားတော့မှမလုပ်နိုင်လေဆိုတာကြည့်ကြမယ်လေထင်တော့ဆိုမယ်မဟုတ်ပါဘူးကွယ်ဒီလိုဖြစ်တတ်ပါတယ်ဟုဆိုကဆေးလာပြီးပေါ်လီယာနာလည်းမငင်းမဆန်မင်းဆေးကိုယူတော့ပြီးမစ္စဆန်တိုက်တော်ရီကိုတောက်လိုက်ဤသိပါတယ်လေအဖေပြောလို့ရှိတယ်လို့ပါပဲဟုဆိုကညည်ရီစာများကိုတင်ကအဖေက အရရတိုင်းမှာဒီထက်ပိုဆိုးနိုင်တဲ့အဖြစ်ကရှိရာကြည့်ပဲတဲ့ဒါပေမဲ့ အဖေကသူ့နောက်ကိုဘရောမှလမ်းမချောင်းနိုင်တော့ဘူးဆိုတဲ့စကားမျိုးကိုကြားဘူးမှမတူပါဘူးလေ။ဒါကိုဘယ်လိုလုပ်ပြီးဝမ်းသာစရာရှိမလဲဟင်ဒေါ်လီ။ဟင်။ပေါ်လီယာနာကမေးပြန်၏။မစ္စဆန်ဘာမှပြန်မဖြစ်။စကားပြောရင်မင်းသူ့ကိုသူစိတ်မချနိုင်အောင်ဖြစ်နေလေသည်။ယခုပဲပြသွားတဲ့ဝတ္ထုလေးကိုအဆောင်တိလိုက်ပါနာစင်ပေးသူတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။ နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်း Green Gain YouTube Channel မှာဆက်လက်ပြီးတော့ဆောင်မြော်နာဆင်ပြီးဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲဘေးပြာတွေဝေကွာပြီးတရားလှပတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ဒီမှာကတော့စာဖတ်သူဝိုင်းပါ